မချင်းနာလို့လို့ချင်းနာလို့လို့လိမ်မော်ဒီကိုငရုတ်သီးမုံနဲ့တို့စားပါမယ်။စားရင်တကြားနည်းနည်းရင်ငရုတ်သီးမုံနည်းနည်းရင်အချိုမုံနည်းနည်းရပါ။ထမင်းစားပြီးတော့ဘိုက်ကအာဒီတာမပြေသေးရနဲ့ဒီမိုသီးဝယ်ထားတယ်။အဲ့လိမ်မော်ဒီကချိုးရလို့လို့ချင်းနာလို့လို့စားလို့ရှင်ဘာမှမသိဘူး။အဲ့ဒါနဲ့ငရုတ်သီးမုံနဲ့တို့စားပါမယ်။တောက်စားကြည့်ပါစားလို့ရင်ကောင်းပါတယ်။ကြီးလို့လည်းကောင်းပါတယ်။အမြင့်အနေနဲ့လည်းကောင်းပါတယ်ရှင်။ တုံ့မောင်းအနေနဲ့ညီမလုံးရုပ်သီးလေးနည်းနည်းလေးထပ်ပြပါမယ်။